ပိုင်းသုံးရက်ဆမှာတော့ సై ကီတယောက်ကြောင်းဝင်သွားနေခဲ့ပါတယ်။အဲချိန်သူက လမ်းမီးမျက်လဲပွဲတစ်ခုကိုတွေ့လိုက်ရပါတယ်။ရကူကသူ့ရဲ့မျက်လဲကိုလာကြည့်ဖို့ సై ကီကိုပြောလိုက်ပေမဲ့ సై ကီကတော့အားလုံးကိုမြင်နေရတာကြောင့်ခေါင်းခါပြလိုက်ပါတယ်။ဒါအောင်မြင်တော့ရကူကစာကီကိုတင်းခုန်နေရာကြောင့်စာကီကလည်းရက်ကြည့်နေလိုက်ပါတယ်။အင်းတော့မှာတော့ရကူကသူ့ရဲ့မျက်လဲတွေကိုစတင်ပြီးပြတာပါတော့တယ်။စာဝိုင်းမှာတော့အားလုံးကအစဉ်ပြေနေခဲ့ပြီးကြီးနေတဲ့သူတွေကလည်းသဘောတွေကျနေပါတယ်။ ဇာကီကတော့အားလုံးထက်ရိုကူရဲ့အုတ်ထုပ်ထဲမှာမျောနေပြီဖြစ်တဲ့ငှက်ကလေးကိုစိတ်ပူနေခဲ့ပါတယ်။အဲ့ချိန်ရိုကူကနောက်ထပ်လေးဝက်တစ်ခုကိုပြသဖို့လုပ်ပေမဲ့သူ့ရဲ့စီစဉ်ကလွဲချော်သွားပြီးလိန်နီပို့သွားပါတော့တယ်။ဒါကြောင့်အားလုံးကထွက်သွားခဲ့ပြီးဇာကီကတော့ရိုကူရဲ့ငှက်ကလေးကိုသတိပေးလိုက်ပါတယ်။အဲ့ခါမှာရူကူလည်းငှက်ကိုသတိရသွားခဲ့ပါတယ်။အင်းတော့မှာတော့သူလည်းစိတ်ညစ်နေပြီးစိုက်ကီကိုရင်းဖွင့်နေခဲ့ပါတယ်။ ရကူကသူ့အနေနဲ့ရင်ကားလုံးရှိခဲ့ပေမဲ့အလုံရောမိမပါ ဆုံးရှုံးလိုက်ရတယ်လို့ပြောပြလိုက်ပါတယ်။အဲနောက်သူကမျက်လေးပြားတဲ့အလုပ်ကိုလုပ်ဖို့တွေးခဲ့တာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်။ဒါအကြောင်းဆိုင်ကီကရကူလက်လျှော့သွားအောင်သူကပူသားတဲ့မျက်လေးကွက်တွေကိုပြပေးလိုက်ပေမဲ့ရကူကတော့လက်မလျှော့တဲ့ပြင်ဆိုင်ကီကိုပါဆရာတင်နေပါတော့တယ်။တရမှာတော့စိုက်ကီပြောက် TV ကြည့်နေချိန်စီဇန်တစ်ခုမှာရိုကူကမျက်လေးပြဖို့လုပ်နေတာကိုမြင်လိုက်ရပါတယ် မြန်လေးမှာတော့ရိုကူကတိတ္တာလုံးလေးကိုဝင်ပြီးပြန်ထွက်လာမှာပါအဲလိုနဲ့ရိုကူကအထဲကိုဝင်သွားပြီးအထဲကနေ ထူရိုက်နေခဲ့ပါတယ်ဒါအောင်မင်းတို့စိုက်ကြီးကတယ်လီပို့ကိုတုံးပြီးရိုကူကိုကယ်ဖို့လုပ်ပေမဲ့အထဲမှာရှိနေတာကအတန်သွင်းထားတဲ့ကက်ဆက်ဖြစ်နေခဲ့ပါတယ်စိုက်ကြီးကစိတ်ရေးသွားပေမဲ့သူကချက်ချင်းပြန်ထွက်လို့မရဖြစ်နေခဲ့ပါတယ်အဲချင်းအပြင်ကရိုကူရဲ့လက်ထောက်ကတိတ္တာလေးကိုဓာတ်တွေထိုးထည့်နေခဲ့ပါပြီအထဲမှာတော့စိုက်ကြီးကဓာတ်တွေကိုရှောင်ရင်းယိုရီယာကကနေခဲ့ပါတယ် ဒါရင်ကလေးပဲသူတို့ကတိတ္တာကိုအပေါ်ကနေဖြုတ်ချပြီးလမ်းကြီးဆန်းတဲ့ကြိတ်တာတွေပါလှုပ်ပြီးအားလုံးပြီးတော့ရိုကူကအပြင်ုံထွက်ပြလိုက်ပါတယ်။တစ်ဖက်မှာတော့ဆိုင်ကီကလည်းလွတ်လာပြီးသူကအိမ်ုံပြန်မှုလှုပ်ပါတော့တယ်။နောက်ရက်မှာတော့ကိုင်ရိုကဆိုင်ကီကိုထူးဆန်းလာပြီးကိုပြောလိုက်ပြီးသူကခန်းတကူတွေကိုခိုးကြောင်ခိုးဝက်ဝင်သွားဖို့လုပ်ခဲ့ပါတယ်။ကိုင်ရိုကမွေငယ်မှာခက်ကြောင်ကြောင်စာသားတစ်ထုပ်ကိုရွတ်ဆိုပြီးခဲကိုဝင်သွားပါတယ်။ ထဲမှာတော့မျက်နှာကိုအုပ်ထားတဲ့ကောင်းလေးတစ်ယောက်ကရှိနေပြီ။သူကကိုင်ရိုကိုစကဝတ်တီရွတ်ပြဖို့ပြောလိုက်ပါတယ်။နောက်တော့သူတို့ကစီဝေးကိုစတင်ပြီးကိုင်ရိုကကောင်းလေးကိုငါကဒက်ရီယူနီယံဖွဲ့ရဲ့နံပါတ်1ဖွဲ့ဝင်ဖြစ်ခဲ့တာလို့ပြောလိုက်ပါတယ်။အဲချိန်ကောင်းလေးကတော့ကိုင်ရိုကိုရှောက်ရှင်းနေခဲ့ပြီးခဏကြာတော့ရန်သူတွေကသူတို့ရဲ့နေရာကိုတိုက်ခိုက်လာပြီလို့ပြောလိုက်ပါတယ်။ပီရိုသူကကိုင်ရိုကိုပတ်စံရေးပါဝင်ပစ္စည်းတွေကိုထားခိုင်းခဲ့ပါတော့တယ်ပီရိုသူကကိုင်ရိုကိုအိမ်ပြန်ခန်းလိုက်ပါတယ် ကိုင်နိုပြန်သွားတော့ကောင်လေးကမင်းဖုံးတတားရာကိုဖေးလိုက်ပြီးကိုင်နိုရဲ့တုံးအောင်မှုကိုလှမ်းရည်နေခဲ့ပါတယ်။ဒါအောင်မြင်နေရတဲ့စာကီကတော့ကောင်လေးကိုခြောက်လှမ်းလိုက်ပြီးပတ်စံရည်ကိုပြန်ယူခဲ့ပါတယ်။အဲလိုနဲ့နောက်ရက်ကိုင်နိုပြန်အောင်လာတော့အခန်းမှာတရီယူနီယာရဲ့အမှတ်သားတွေရှိနေတာကိုမြင်သွားခဲ့ပါတယ်။နောက်ရက်မှာတော့နန်နိုကစာကီတို့အိမ်ယုံရောက်လာခဲ့ပြီးစာကီကိုကမ်းကြီးသွားဖို့လာခေါ်ပါတယ်။စာကီရဲ့အမေကဒါအောင်မြင်တော့တားပြစ်သူမှငယ်ချင်းရှိနေလို့ဝမ်းသာနေခဲ့ပါတယ်။ အင်းတော့မှာတော့စိုက်ကီရိုကကမ်းကြီးကိုတွားနေချိန်ဟိုင်ရိုကလည်းရောက်လာခဲ့ပါတယ်။နန်ရူကတော့ကော်မာလေးတွေကိုဖုံးလိုက်ကြောင်နေခဲ့ပေမဲ့သူ့ရဲ့ခွက်ကြောင့်ဘဲစကီမှနားအောင်မကတ်ကြပါဘူး။အဲချိန်စိုက်ကီကရေအောက်မှာတွားလဲနေပြီးခဏကြာတော့သူကအပေါ်ပြန်တက်လာပါတယ်။အဲချိန်ကော်မာလေးတယောက်ကရေနစ်နေလို့နန်ရူနဲ့ကိုင်ရိုကတွားခဲ့ဖို့လုပ်ပါတယ်။ဒါဝိမိတ်ကိုင်ရိုကရင်ကူးတတ်လို့နန်ရူကနှစ်ယောက်လုံးကိုပြန်သေးလာချိန်ဟိုင်ရိုကလာကူပါတယ်။ အဲ့ချင်းဟိုင်ရိုကပါကြွတ်တက်သွားတာကြောင့်နန်ဒိုကသွန်စလုံးကိုတဲလိုက်ရချင်းသူ့ကိုစိုက်ကီကကူပေးခဲ့ပါတယ်။ကောင်မလီကတော့သူ့မကိုကယ်ပေးလို့နန်ဒိုကိုကျေးဇူးတင်နေပါတယ်။နောက်ရကျောင်းတက်တော့တဲရူဟာရှိကသူ့မမှာဗောကြရဲ့လူရှိပြီလို့ဝန်ခံနေပါတယ်။အဲ့ချင်းစိုက်ကီကတော့ထူးဆန်းနေတဲ့နန်ဒိုရဲ့ပုံစံကြောင့်နန်ဒိုကိုလိုက်ချောင်းရပါတယ်။သူတို့ကနန်ဒိုတယောက်ပန်းနဲ့ကိမုံဝင်နေတာကိုကြည့်ပြီးခရီးရီကိုဖျားအောင်နေရလို့ထင်နေခဲ့ပါတယ်။ ဒါဝိမေနန်ဒူကတော့သူ့ဖေရဲ့အုပ်ဝူကိုတွားနေခဲ့တာပါအင်းတော့မှာတော့စိုက်ကီလည်းစိတ်ရှင်းသွားပြီးအင်းုံပြန်လာခဲ့ချိန်သူကအင်းရှိမှာမင်းကစိတ်ဆွမ်းရှင်ဆိုတာကိုတီးတယ်လို့ရေးထားတဲ့စာအုပ်တွေ့လိုက်ရပြီးဇလန်းလေးကလည်းခန်းရက်သွားခဲ့ပါတယ်